မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကင်းစင်သွားတဲ့ပြည်နယ်တွေမှာတိုင်းရင်းသားလက်လက်ကိုင်း EOS တွေကတာဝန်ယူအုပ်ချုပ်ပြီးတိုင်းဒေသတွေကို NUG အစိုးရကအုပ်ချုပ်ရန်တာဝန်ခွဲဝေယူထားပါတယ်တပည့်ကြီးမြို့နယ်လက်ကျရွာကိုစစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်မှုမှာကလေးငယ်တွေအပါဝင်ပြည်သူ73ဦးကတစ်ဆုံးခဲ့တဲ့တဲ့င်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စစ်ကောင်စီကင်းစင်သွားတဲ့နေမြေတွေမှာအုတ်ချုပ်ရေးလေယာဉ်နဲ့မဖြစ်စေဖို့အတွက်ပြည်နယ်တွေမှာတိုင်းဒါလက်လက်ကန် EROS တွေကတာဝန်ယူထားပြီးတိုင်းဒေသတွေကို NUG အစိုးရကအုတ်ချုပ်ဖို့တာဝန်ခွဲဝေယူထားတယ်လို့ NUG အစိုးရရဲ့လက်နက်ပြအစီရင်ခံစာမှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်တော်လိုင်းကာလစုံမထင်းချုံနေမြေတွေမှာအကြမ်းဖက်စစ်ကောင်စီရဲ့အုတ်ချုပ်ရေးကိုဖျက်သိမ်းပြီးရနောက် အုတ်ချုပ်ရေးလေဟာနဲ့မဖြစ်စေရန်အတွက်ပြည်နယ်တွေရဲ့အုတ်ချုပ်ရေးထူထောင်မှုကိုပြည်နယ်လွတ်မြောက်ရေးအဓိကတာဝန်ယူဆောင်နေတယ်။သက်ဆိုင်ရာ EOS တွေနဲ့ ပြည်နယ်တိုင်ပင်ခံကောင်စီတွေကတာဝန်ယူပြီးတိုင်းဒို့မဟုတ်ဖက်ဒရယ်ယူနစ်တွေရဲ့အုပ်ချုပ်ရေးထူထောင်မှုကိုတော့ကနဝုအစ်စ်မှာတိုင်းဒေသတွေလွတ်မြောက်ရေးအတွက်အဓိကတာဝန်ယူထားတယ်။အမျိုးသားညီညွတ်ရေးအစိုးရကကမကထပြုလုပ်ဆောင်ရွက်ခဲ့လို့လည်းသိရပါဗါတယ်။တိုင်းဒို့မဟုတ်ဖက်ဒရယ်ယူနစ်အုပ်ချုပ်ရေးအဖွဲ့တွေအမြန်ဆုံးပေါ်ပေါက်လာရေးအတွက်သက်ဆိုင်ရာတိုင်းဒုမဟုတ်ဖက်ဒရယ်ယူနစ်တွေရဲ့တာဝန်ရှိသူတွေနဲ့အမျိုးသားညီညွတ်ရေးဆိုရတာဝန်ရှိသူတွေကလိုအပ်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေကိုပြုလုပ်နေရလို့လဲဆိုထားပါဗျာ ယ်။ပြည်နယ်နဲ့တိုင်းသူမဟုတ် Federal Unit အုပ်ချုပ်ရေးအဖွဲ့အစိုးရတွေပေါ်ပေါက်လာတဲ့အခါမှာ Federal သဘောအရလိုအပ်တဲ့ပေါင်းစပ်ညှိနှိုင်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်နိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရအတွဲမှာပြည်ထောင်စုအစိုးရနဲ့ပြည်နယ်ဖက်ဒရယ်ယူနစ်တွေကြားမှာပူးပေါင်းဆောင်ရွက်ရေးကော်မရှင် FSCC ကိုဖွဲ့စည်းထားတယ်လို့လည်း NUG အစိုးရရဲ့လက်နက်ပြအစီအကံစာမှာဖော်ပြထားပါတယ်။လက်ရှိမှာ NUG အစိုးရအနေနဲ့တိုင်းခုနှစ်ခုခရိုင်ဆယ်ကိုမြို့နယ်183ခုတို့မှာပြည်သူ့အုပ်ချုပ်ရေးရန်ရာကောင်းမွန်စွာလက်ပတ်ထားတယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လက်ကြရွာကိုအကြက်ဖက်စစ်တပ်ကလင်းနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ခလေးငယ်တွေအပါအဝင် ပြည်သူ73ဦးကသေဆုံးခဲ့ရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။မနေ့ကဧပြီလ18ရက်နေ့မနက်မှာ အကြမ်းဖက်စစ်တပ်ကတပိတ်ချင်းမြို့နယ်လက်ကျကျွေးရွာကိုလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုလေကျောင်းတက်ခတ်မှုအတွင်းမှာပြည်သူ73ဟာတည်ဆုံးခဲ့ရပြီးတည်ဆုံးခဲ့သူတွေထဲမှာကလေးငယ်တွေလည်းပါဝင်နေရလို့ဒေသပြည်သူတွေကပြောပါတယ်။အဲလိုတည်ဆုံးတဲ့သူတွေရှိသလိုထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေပြီးနေအိမ်တွေလည်းထိခိုက်ပျက်စီးမှုများပြားတယ်လို့လည်းသိရပါတယ်။ တက်ဆက်ထဲမှာပဲမန္တလေးတိုင်းစင်ကူးမြို့နယ်ကြည်တော့ပေါ့ရွာစာတင်ချောင်းကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်သူ6ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့စင်ကူးမြို့နယ်ပတ်ကဖသတင်းတော်ဝန်ခံကရန်ကုန်ခေတ္တကိုပြောပါရတယ်။မနေ့ကဧပြီလ18ရက်နေ့မွန်လွယ်2:30မိနစ်အချိန်မှာစင်ကူးမြို့နယ်ကြည်တော့ပေါ့ရွာ စာတင်ကျောင်းကိုအကျန်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုအကျန်းဖက်စစ်တပ်ရဲ့လေကျောင်းတက်ခတ်မှုအတွင်းမှာပြည်သူ၆ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးစာတင်ဆောင်တွေလည်းပျက်စီးခဲ့ရလို့စင်ကူးမြို့နယ်ပကဖသတင်းတော်ဝန်ခံကပြောပါတယ်ရှင်။ဒီတစ်ခါမှာတော့ အာနာသိန်အကျန်းဖက်စစ်ခေါင်းဆောင်ကအပြစ်ရက်တယ်လို့လန်တကာကိုထွက်ပြောကဂရိတွေကိုပေးနေပြီမလဲကရင်ပြည်နယ်ကြုံတိုးမြို့ကကြေးရွာတွေကိုအကျန်းဖက်စစ်တပ်သတင်းပေးတွေဖြစ်တယ်ကျန်းဖို့ပါတီဝင်တွေနဲ့မဘာသာဖုန်းကြီးတွေကလေချောင်းလက်လက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်ခိုင်းနေရကြောင်းထောင်နဲ့ချီတဲ့ပြည်သူတွေဟာထွက်ပြေးနေရကြောင်းဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်သတင်းနာကိုပြောပါရယ်ကျန်းဖက်စစ်တပ်ထောက်ခံသူကျန်းဖို့ပါတီတာဝန်ခံနဲ့မဘာသာဖုန်းကြီးတွေကကြုံတိုးဒေသကကြေးရွာတွေတွေ့ ဲ KNL မဟာမိတ်ပူးပေါင်းတပ်တွေဝင်ထွက်မှုစခန်းချမှုမရှိစေရင်းနဲ့စစ်တပ်တရင်တပ်ဖွဲ့စခန်းတွေတက်ခတ်မခံရစေအတွက်အကြမ်းဖက်စစ်တပ်ကိုတရင်ပေးကကြေးရွာတွေကိုလေကြောင်းလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေတာကြောင့်ထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးနေရတာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲဒီလိုအကြမ်းဖက်စစ်တပ်စီကိုတရင်ပေးဖို့မှုတွေကို ကန်းနေရွာ ကောဝါလဲရွာကိုးတိုင်ရွာနဲ့ရန်ကုန်ရွာတို့ကစံဖို့ပါတီဝင်နေနဲ့မဘာတာဖုန်ကြီးတွေကလှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းသိရပါဗျ။ဧပြီလ18ရက်နေ့ညပိုင်းကလည်းတလဲထော်ကျေးရွာကိုအကြက်ဖက်စစ်တပ်ကလေနဲ့ဘုံကျဲတက်ခိုက်တာကြောင့်တလဲထော်ကျေးရွာသားအချို့ဟာတေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေတယ်လို့လည်းသိရပါဗျ။အေဘရာ၁၈ရက်နေ့မှာလည်းဂျန်ဒရာလမ်းပိုင်းမှာမနေ့ပိုင်းကနေစတင်ကမော်လပိုင်းထိဂျက်ဖိုက်တာတွေကင်းထောက်ပြန့်တန်းနေတဲ့အတွက်ကုန်ကားတွေသွာလာမှုနဲ့ပါနေကကြေးရော်တွေကစစ်ဘေးရှောင်တဲ့ကဆိုင်ကယ်တွေကိုဂျန်ဒရာကစစ်ကောင်စီတက်တဲ့ BGF ပူပေါင်းတပ်တွေကစစ်စေးမင်းမြန်မိမှသာဖမ်းဘက်ကိုသွာလာခွင့်ပေးထားတယ်လို့လည်းသိရပါဗျ။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဇန်နဝါရီလကနေမလအတွင်းမှာဖမ်းဆီးထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၅ဖမ်းသမား55ဦးကိုအာရခတက်တော် AA ကဧပြီလ16ရက်နေ့မှာပြန်လည်လွှတ်ပေးခဲ့လို့ The Daily Star သတင်းမှာဖော်ပြထားပါဗျ။ရခိုင်ရေပိုင်နဲ့တွင်တရားဝင်ဝင်ရောက်၅ဖမ်းမှုကြောင့်ဘင်္ဂလားဒေ့ရှ်၅ဖမ်းသမားတွေကိုအာရခတက်တော် AA ကဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်တက်ကနက်စစ်ကန်တစ်ခုကနေတဆင့် ဖမ်းဆီးထားတဲ့ငါးဖမ်းသမားတွေကိုအာရခတပ်တော် AA ကဘင်္ဂလားဒေ့ရှ်နေကြာဆောင်တက် BGBC ကိုလွှဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။ အာရခတက်တော်ကဖမ်းဆီးထားတဲ့ငါးဖမ်းသမားတွေကိုပြန်လည်ခေါ်ယူနိုင်ရေးအတွက်အဆက်မပြတ်စ조사ခဲ့လို့လဲ BGB တရင်မှုဒုတိယဗိုလ်မှူးကြီးကပြောပါရတယ်။အာရခတက်တော် AA ဘက်ကတော့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေဟာရခိုင်ရေပိုင်နဲ့တွင်တရားဝင်ဝင်ရောက်ငါးဖမ်းမှုကြောင့်အခုလိုဖမ်းဆီးခဲ့တာဖြစ်ပြီးစစ်ဆေးမှုတွေပြုလုပ်နေတာလည်းဖြစ်ပြီးနှစ်နိုင်ငံချစ်ကြည်ရေးကိုပုံမတိုးမြင့်စေဖို့တဲ့ငါးဖမ်းသမားတွေကိုအပြစ်မယူဘဲအခုလိုလှုပ်ပေးလိုက်တာဖြစ်တယ်လို့လဲ AA ကထုတ်ပြန်ထားပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သစ်ရဲ့နေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ